အားလုံးပဲမင်္ဂလာပါရှင်။ယနေ့ကျမဖတ်ပြပေးမှာကတော့မောင်စုရှင်ဘာသာပြန်ထားတဲ့ပင်နေပြာနှင့်တန်ငါအိုးဆိုတဲ့ဝိထုလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ရှင်။မနီကအဆက်ဖြစ်တော့ဒီနေ့ဆိုရင်ဒီပင်လင်ပြာနှစ်တန်ငါအိုစာအုပ်ကလေးရဲ့နောက်ခံအကြောင်းအရာလေးကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်။ ်ဆွီဒင်နိုဘယ်ဆုကော်မတီက1953ခုနှစ်အတွက်စာပေနိုဘယ်ဆုကိုဟဲမင်ဝေအားရှိမိရန်ထည့်သွင်းစဉ်းစားခဲ့သည်သို့သောဗြိတိရှာနိုင်ရင်ဝင်ဟောင်းစာရေးဆရာကြီးဝင်းစတန်ရှာဂျီအားအသက်အရွယ်အိုမင်းချင်းကိုထောက်ထား၍ရှင်မြင်ခဲ့သည်1954ခုနှစ်တွင်မှ သူအားစုရှင်းမြင်ရန် ဆုံးဖြတ်လိုက်သောအခါစုရွေးချယ်ရေးအဖွဲ့၏မှတ်ချက်၌အာနက်ဟေမင်ဝေးသည် ပင်လေပြာနှင့်တန်ငါအိုဝိထုဖြင့်မကြမီကသက်တည်ထူခဲ့သည့်အတိုင်ခိတိစာပေ၌အင်အားကြီးမသောဟန်တစ်တမျိုးကို နိုင်နည်းစွာထူထောင်နိုင်ခဲ့သည့်အတွက်ကြောင့်ဟူ၍ဤသာဖော်ပြရသည်ဤဝိထုကို1952ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်တော်လဲဝိထုဇလံအမြုတီစတင်ရာအချိန်က16နှစ်ခန့်ဆောခဲ့သည် 1936ခုနှစ်ဤပြည်လတွင်အမေရိကန်ပြည်ထုတ် Esquire Magazine အတွက်ရေးသားပေးဖို့သော ရေးပြင်ပေါ်မှာအမိရှိပေးနိုင်ဆောင်မ၌သူသည်ဂျူဘာဂျွန်၏မြောက်အမေရိကတိုင်တောင်ဘက်အစွန်းတဝိုင်း၌ငါဖန်ရသည်မှာနှစ်သက်ဖွေစိတ်ဝင်စားဖွယ်ရှိပုံကိုရေးသားခဲ့သည်ထိုဒေသတွင်ချက်စားသော မာလီငါးကြီးများအကြောင်းလေးပါသည် ဆောင်းမတနီယာတွင်ငါဖန်ကြီးကြားသိခဲ့ရဘူးသောဇလန်းတစ်ခုအကြောင်းကို ဖော်ပြသောစာရပိုက်ပါဝင်လေသည်တကြိမ်သောအခါကအဖိုးအတူသည်တန်ငါလီလေးတစ်စင်းဖြင့်ပြင်နေသေးသူတကူလေးငါဖန်ထွက်ခဲ့ဘူးသည်မာလီငါကြီးတကောင်ကိုငမများရင်ချိတ်မိ၍ပင်လယ်နဲ့ထဲသို့ပါသွားသည် ထိုအချိန်မှနှစ်ရက်ကြာပြီးနောက်အခြားတန်ဃာတို့သည် အဖိုးအိုအားတန်းချီအရှိဘတ်မိုင်60ဝေးသောနေရာတွင်တွားတွေ့၍ပြန်လည်ကူညီခေါ်ဆောင်လာကြရသည် သူကိုတွေ့သောအချိန်၌ငါးကြီးဤခေါင်းပိုင်း၌ရင်မိုက်အရှုသာတန်တော်သည် သူသည်ငါးကြီးကိုလှိနှစ်တွဲ၍ရှိလာခြင်းဖြစ်သည်ချင်းကြံသောငါးကြီးအသားများမှာပေါင်ချိန်ရှိရထွက်သည် အဖိုးဦးသည်ငါးကြီးနှင့်အတူတနည်းနှင့်နှညာမြအတူနေရင်ငါးကြီးဆွေရသို့ပါသွားခဲ့သည်ငါးကြီးပေါ်လာသောအခါလှိနှားသူဆွေ၍မိန်နှင့်ထိုးပြီးတက်ခဲ့ခြင်းဖြစ်သည်ငတိကောင်ကြီးကိုလှေနှစ်တွဲ၍ရှိလာသောအခါငမန်းမြနှင့်တွေ့၍အဖိုးသည်ငမန်းမြကို ရှေ့ရလက်နှင့်ဖြင့်တကူရင်ထိုးခုတ်ရိုက်ပုတ်၍တိုက်ခိုက်လာခဲ့သည် တန်ငါများကသူ့ကိုတွေ့သောအချိန်၌အဖို့သည်လွေပေါ်တွင်ငူကျွေးလျက်ရှိပြီးငမန်းများမှလည်းလျှက်နီးတွင်ရေဝဲလျက်တွေ့ရသည်ဟုဤသာသာသည် ထူဆောင်မရေးတွင်တာမန်မြတာတင်ပြခဲ့သော အဖြစ်ပြက်ဇလန်းကလေးသည်စာရေးဆရာကြီးစိတ်ထဲတွင်15နှစ်မြာဂိမ်းအောင်နေခဲ့သည် ထိုအဖြစ်ပြက်ဇလန်းဤလှုပ်ဝက်စံကျယ်မှုသဘောကိုဒေးခွေးစွာ အဖြစ်ထုတ်ယူမိပြီးသည့်နောက်တွင်ပင်လေပြာနှင့်ဒင်္ဂါဦးဇလန်းသည်အသက်ဝင်လာခဲ့ရလေသည်အာနဆေမီဝေးသည် ထိုအဖြစ်ပြက်၌ပါဝင်ခဲ့သောအဖို့အိုနှင့် တဘာဝလောကကြီးတို့ဤဆက်သွဲပုံတစ်နှစ်ကိုညီယုံသားမကမိမိကိုယ်ကိုလေးတဘာဝတရားကြီးနှင့်ရှင်၍တုံးတက်မိခဲ့ပုံရလေသည်ထိုအချိန်၌ထုတ်ဝေသူတဦးသည်သူရှိရာကျူပါကျွန်းသို့ရောက်သွား၏ထိုသူမှာလီလီဟင်းဝါဆိုသူဖြစ်သည် ဘာမြည်သားနေပါတလေဟူမေးတော့အခါ အပိုင်းလေးပိုင်းပါတော့ဆောက်ကြီးတုပ်ကိုရည်သားနေကြောင်းပရမဏပိုင်းကိုရည်သားပြီးစီ၍မကြည်နဲ့သေးသဖြင့်တန်ကိုင်းနေကြောင်းဏီကုန်းပိုင်းကိုမူရည်သားပြီး၍ခြေနဲ့နှစ်သက်မိကြောင်းပြောဆိုပြီးဖက်လိုလျင်ဖက်ပါဟု he was a ထိုအပိုင်းထုတ်ပေးသည် ဟင်းဝက်သည် ထိုနီကုန်းပိုင်းကိုဖက်ပြီးသောအခါမြင့်ရီများတွေ့တွေ့ကြလာလျက်ဆာအီးဆရာကြီးရေးသမျှတွင်အကြိုက်ဆုံးဖြစ်ကြောင်းကြော်ကြသည်ဟင်းဝက်ကထိုအပိုင်းကိုထုတ်ပေးဖို့ကောင်းပြီဟုပြောသည်ဟေမင်ဝေးကတပိုင်းတစမျှဖြစ်၍ထုတ်ဝေဖို့မသိဟုပြောသည် ဟီဝက်က Life Magazine တွင်ဒကြိမ်နေနေအပိထည့်ပေးရန် စီစဉ်ပါမည်ဟုပြော၍စာမှုကိုမရအရယူခဲ့သည် Life Magazine ကဒကြိမ်နေတွင်ဖော်ပြရန် သဘောတူလျက်စာမှုကဒေါ်လာ6500ပေး၍1952ခုနှစ်စက်တင်ဘာလထုတ်မဂဇင်းတွင်အပြည့်အစုံဖော်ပြခဲ့သည်။ ထိုဝိထုအတွက်လုံချင်းစာအုပ်နှင့်ရုပ်ရှင်ရိုက်ကူးခွင့်များကိုဆက်လက်ရောင်းချရပြန်သောကြောင့်နောက်ထပ်ငွေပေါင်းတောင်းနှင့်ရှိ၍ရခဲ့ပြီသည်ဤဝိထုထွက်လာသောအခါဟေမီဝီလက်ရာကိုကြိုက်သူရောမကြိုက်သူပါရှိကြသည်တဖက်နဲ့တဖက်ဝေဖန်ငင်းငုံကြသည်အရှုကအလွန်အလွန်ကောင်းသည်ဟုပြောသည်လို့အရှုကတုံးမရအောင်ညံ့သည်ဟုပြောကြသည် အရှုကဟင်မီဝီငြိမ်မှုပြန်လာပြီဟုပြောသည် အရှုကဟင်မီဝီသည် စာပေလောကတွင်ခေကုံပြီဟုဆိုကြသည်မိသူကမိသူပင်ဆိုစီဟေမီဝေကမူကသူ့ဝတီတိုင်းမိတိဝေပန်ချက်ကိုမှ အလေးမမှုပဲရှိကြသည်။နောက်အခါတွင် Time Magazine မှသတင်းတော်တဦးနှင့် ထိုဝိထုအကြောင်းစကားဆက်မိဆွေးနွေးတော့အခါဟင်းမြွေကဤသို့ပြော၏ကျုပ်ကတော့ဒီဝိထုထဲမှာတကယ်အဖိုးအိုတကယ်လူငယ်ကလေးတကယ်ပင်လေနဲ့တကယ်ငါတကယ်ငမန်းတွေဖြစ်အောင်ကြိုးစားရေးထားတာပဲတကယ်လို့ကျုပ်ရေးပုံဟာပြပြပြမြင်ဖြစ်တယ်ဆိုရင်အဲ့ဒီဇက်ကအဲ့ဒီဖြစ်ရတွေဟာအတိပဲမျိုးမျိုးထွက်နိုင်တာပေါ့အခက်ခဲဆုံးကတော့တကယ်ပီတာအောင် တခါတည်းရန်အဖြစ်မှန်ထက်ပိုပြီးပြီးတော့အောင်လုပ်နိုင်ဖို့ပဲဟု ဆိုသည်ဤဝိတုရေတွင်တယုတ်တကံတင်စား၍ဆိုလိုရေးရှိမရှိကို မေးမြန်းသောအခါစောက်ကောင်းဆိုတာမှာတယုတ်တကံတင်စားချက်တွေအတိထားပြီးချူတင်ရေးသားကြယူရှိတာမဟုတ်ပါဘူးဟု ဖြေခဲ့လေသည် ထူစကားမှန်လောက်ပြီးဤဝိတုကို အတိပေဖို့၍ဖိစုဝေဖန်ကြရာ၌ပင်လေပင်သည်လူဘဝငါကြီးသည်တဘာဝအင်အားစုကြီးတရက်အဖိုးအိုသည် မနုဿဘာဝဟူ၍၎င်းအဖိုးအိုသည် လူသားငါကြီးသည် လူတို့ဤတိုင်းလူရင်ဆန္ဒရှိနေရသောပြည့်စင်းများဟူ၍၎င်းအဖိုးအိုသည်လူတဘာဝ ငါကြီးသည်လူဆန္ဒ၏တယောဆုံးရှုံးခြင်းသည်တည်ခြင်းတရားကဲ့သို့မလွဲမချောင်သာသောနေရာမှတဘုံအဖိုးအိုဤရဲလုံးလာသည် လူတိုင်းထားအပ်သောစိတ်ထားဟူ၍၎င်းအဖိုးအိုသည်ဇယား၏တယောတငယ်ကလေးသည်ယူဝ၏တယောရှင်သည်များသည်ယူဝ၏တယောငါများသည်လူဆန္ဒ၏တယောငမန်းများသည် ဘဝအပြည့်အစီအဟံဒားမြည်တယုတ်ဟူ၍၎င်းဘဝတိုက်ပွဲ၌နိုင်သည်ရှုံးသည်ဟူသည်မှာဗရာဏမဟုအဖို့ဆန်ဒီယာဂိုကဲ့သို့မဆော့မနစ်သောလုံးလာဖြင့် တိုက်ပွဲကိုရဲရဲဝံ့ဝံ့ဂုံးကြည့်ကြည့်ဖြင့်ရင်းဆိုင်အားထုတ်ခြင်းသာဗရာဏဖြစ်သည်ဟူ၎င်း တွေးကြံရေးဖွင့်ဆိုကြသည်ဤသို့တွေးကြံတိုင်းဖွင့်ဆိုတိုင်းသည်မှန်နိုင်သည်ကြီးဖြစ်သည်ဟု ဆိုတင်ပါသည်ယသာစာပေဟူသည်မှာဘဝအမည်ဘဝတယုတ်တို့ကိုဖော်ထုတ်၍ဖတ်ရှုရသူဤဓမ္မယုံဝေထိမြင်လာသည်မြအနက်ဖော်၍အိဋ္ဌာယုံအနိဋ္ဌာယုံတို့ကိုဖြစ်စေပြီးဘဝအမည်ဘဝအတိကိုပြီးဆင်ရမည်ပစ္စည်းမဟုတ်ပါလော ဤဝိထုထဲတွင်ဇက်ကောင်ဟူ၍အဖိုးအိုနှင့်တင်ငယ်ကလေးသာပါတော်လေဇကပြိုးများအများပြပါသည်ထူဇကပြိုးကမ်းများမှာမူနုလော့ခေါ်တကူချင်းညီရမှုတန်တာမှုကြီးကြွမှုကျုံးဝမှုနှင့်ဒွိတော်မှုများကိုတရုပ်ဖော်ထားခြင်းဖြစ်လေသည်ယင်းသူကိုဖက်ရှိရသဖြင့်လူတဝူ၏အထီးကျန်ဘဝစိတ်သားတိုင်းကိုမပါသောဘဝ ငေရွေနုပြုစဉ်ကိုပြန်လေတန်းတာတက်သောစေဇေယထောင်းတော်လေးမမလျှော်သောစေမိမိဤကိုနှော့အမူအရာကိုကောင်းမကောင်းသိမသိပြန်လေစမ်းစစ်တက်သောသဘောရန်သူကိုပင်စာနာတက်သောသဘောကျုံသမ ्या ကိုနှစ်သိမ့်နိုင်သောသဘောအဖြစ်ကိုဥတီနိုင်သောသဘာဝနှင့် လီခွက်ကြီးကြံစီအလံမလဲစတန်ဟူသောသဘောတို့သည်စာဖတ်သူ၏စိတ်၌ပေါ်လွင်ခံစားရလိမ့်မည်ဟုညွှန်လင့်မိပါသည်ဟုတ်ကဲ့ပါ ပင်လင်ပြာနှင့်တန်ငါဦး၏နောက်ခံကိုဖတ်ပြလိုပြီးပါပြီရှင်ယခုမှစတင်ပြီးတော့ဒီတကယ်ဝိတုအစစ်မှန်ပင်လင်ပြာနှင့်တန်ငါဦးကို စတင်ပြီးတော့ဖတ်ပါပြီရှင်ပင်လေပြာနီတန်ငါအူ သူသည်လှိငယ်တစင်းဖြင့်ပင်လေခွေရည်စည်းကြောင်းလေးတွင် တကူရေငါဖန်လေးရှိသောတငါအိုတူဖြစ်သည်ရပောင်း84ရက်မြာငါဖန်ထွက်ခဲ့ပြီးသည့်နောက်ယခုတိုင်ငါတကောင်းမြာမရသည်ကြီးပထမအရက်၄၀တွင်တငယ်ကလေးတယောက်သည် သူနှင့်အတူပင်လေပြင်သို့ ပါလာလေးရှိသည် တို့ရာရင်ရက်ပေါင်းနီးစေတီတီငါတကောင်းမြမရခဲ့သောအခါတန်ငါကိုအဖိုးကြီးသည်ကန်ဆိုးမိုးမောင်ကြနေပြီဖြစ်ကြောင်းတငယ်ကလေးညီမိပါများကပြောကြလျက်တငယ်ကလေးအားအရှားလီတစ်စင်းနှင့်လိုက်စီလေသည်ရင်လီတက်မှာပထမတပတ်အတွင်းအတော်စုဖြိုးသောငါးသုံးကောင်ကိုဖမ်းမိခဲ့သည်။တငယ်ကလေးက နေ့စဉ်နေ့စဉ်လှေခွက်ချီဟောင်းလောင်းဖြင့်ပြန်လာရသောအဖိုးအိုကိုကြည်ရင်စိတ်မသက်မသာဖြစ်မိ။အဖိုးအိုပြန်လာခြင်းများ၌သူသည်တန်းဆက်သူဆင်း၍ဂျိုးခွေများတန်ချိတ်နေငါးထူမင်းများကိုကူ၍တဲပေးလေရှိသည်။ရက်တိုင်းတွင်တက်ရှိထားသောရက်ထည်ကိုတင်းစီပေးလေရှိသည်။ အဖိုးအူဤတန်ဃာလီငယ်မှရွက်ပြင်းမှဂျုံအိဆာများနှင့်ဖာထီးထားရသောကြောင့်ရွက်ခွင်လိုက်သောအခါထာဝရအရှုံးပီးခြင်းတယုတ်ကိုဖော်ပြနေသော အလံနှစ်ပင်တူသေးတော်သည်အဖိုးအူသည်ပိန်ပါကြုံလီလာသည်လေပင်တွင်အည်ပြားမှတွန့်လင်၍အည်အကြောင်းများပေါ်လျက်ရှိသည်ပင်လေတွင်နေဘူးစခါ သွာလာခဲ့ရသောကြောင့်ဘာပင်တွင်အညူယောင် ထူပြပြအေးပြားကင်စာကွက်များအခွက်လိုက်ထားလျက်ရှိသည်ထူအကွက်များသည်ညနာဘေးဘက်တိုင်အောင်ပြည့်နှံ့သွား၏သူလက်များမှာငါးမျိုးမျိုးတို့ကိုညားကျုံငင်၍ဂိုင်တွေဖမ်းဆီးခဲ့ရသောကြောင့်ကျန်းတော်ဆုတ်ပြက်လျက်ရှိ၏သို့တော်လက်တွင်ထူထန်ရများသည် အသည့်ဆက်ဆက်မဟုတ်ရှိ မဟူရေးမရှိသောဒေကန္နာယဒေနာ အနှစ်နှစ်အလလကလေးတိုက်စားရသည်ဒေကုံများအသွင်မျိုးဖြစ်လေသည် အဖို့နှင့်ပတ်သက်သည်များအကြောင်းတို့မှာအားလုံးပင်ဟောင်းအူ၍ဇေယသဘောကိုစောင့်နေကြ၏တခုသားတန်ဒီကပင်းလေရေပြင်ကဲ့သို့သူ၏ပြာလင့်လေမျိုးလုံးများပင်ဖြစ်သည်ထိုမျိုးလုံးများသည် အနိုင်မခံအရှုံးမပေးခြင်း ရှင်လန်းတွက်ကြခြင်းတို့ကိုဖော်ပြလျက်ရှိ၏ ဒီမှာအဘစန္ဒီယာကိုကျွန်တော်အဘလိန်နဲ့ပြန်လိုက်နိုင်တော့မယ်ခူရက်ကပက်ဆန်အတော်ရလိုက်ပြီလေဟူတငယ်ကလေးတီတန်ဃာလီစိတ်မှာကန်းဆက်ပေါ်တို့တက်လာရင်အဖိုးအိုအားပြောကြလိုက်သည်အဖိုးအိုသည် တငယ်ကလေးအားတန်ဃာလုပ်ငန်းကိုတင် जा ပေးခဲ့သူဖြစ်၍တငယ်ကလေးကလည်းအဖိုးအိုကိုချစ်ကြည်ကိုးစားလျက်ရှိသည်ကွာမလိုက်ပါနဲ့ကွာမင်းလိုက်တဲ့လှေတွေဟာလှေဦးဆိုပါတယ် သူတို့လည်းမခွဲပါနဲ့ဟူအဖိုးအိုကပြင်ပြောလိုက်သည်ဒါပေမဲ့အဘရေအဘတခါတုန်းက69ရေလုံးလုံးပြီးလေးကိုထွက်ထွက်သွားလိုက်တာငါလေတကောင်းမှမရခဲ့ဘူးရမယ်ရတော့အဘနဲ့ကျွန်တော်တနည်းဝနည်းသုံးမဲ့လုံးလုံးငါးကြီးတွေရက်ဆက်ဖမ်းမိခဲ့တာမှတ်မိတယ်မဟုတ်လားအေးကွာမှတ်မိပါတယ်ဟူအဖိုးအိုကပြောလိုက်၏ မင်းလင်းငါကိုတန်တရာရှိလို့စွန့်ပြစ်သွားတာမဟုတ်ဘူးဆိုတာအဖသိပါတယ်။အဖေကကျွန်တော်ကိုလှီပြောင်းလိုက်ခိုင်းလို့ပါကျွန်တော်ကခလီးဆိုတော့သူ့စကားကိုနားထောင်ရမှာပေါ့။အေးလေဟုတ်ပါတယ်ဒီလိုပဲနားထောင်ရမှာဘို့ဟူ၍အဖို့ကပြန်ပြောလိုက်သည်။သူကတော့အယုံကြည်သိမ့်မရှိပါဘူးဗျာ။အေး မယုံရင်လဲရှိမှာပေါ့လေဒါပေမဲ့တို့ကတော့ကိုကိုကိုယုံသားပဲမဟုတ်လားကွာဟုတ်တာပေါ့အဘဟိုတငယ်ကလေးကပြန်ပြောသည်ကျွန်တော်တို့ဘီယာဆိုင်သွားရအောင်အဘကိုကျွန်တော်ဘီယာတိုက်မြင်ပြီးမှဒီပစ္စည်းတွေအိမ်တည်သွားကြတာပေါ့တိုက်နိုင်ပါလေကွာတို့တန်ငါတဲ့အချင်းချင်းတရက်ကိုတခါပြုစုရပါတယ်သူတို့ဒီ Taris Amishi ဘီယာဆိုင်တွင်သွားရည်ထိုင်ကြသည် တန်ငါသေးအများကပင် အဖိုးကြီးအားမခုမခံပြည့်ရည်ပြူကြသည်ထို့သောအဖိုးကြီးသည်စိတ်မဆိုးပြီသူထက်ပို၍ဦးသည်တန်ငါသေးအချို့ကမူကားသူ့ကိုဝမ်းနည်းစွာစိုက်ကြည့်နေကြသည် သို့သောထိုတို့ဖြစ်ရှင်ကိုမတိသားစီပဲပင်လေခီးကြောင်းများအကြောင်းရင်းနှစ်ပိုင်းများတွင်ပိုက်တန်းချခဲ့ပုံအကြောင်းယာတိဥရုမမှန်ကလေးတာယာနေပုံစတိတို့ကို စကားလင်းလွဲ၍ဖွဖွေရရာပြောဆိုနေကြလေသည်သူနည်းဖို့ငါကောင်းကောင်းရမိတော့တန်ငါသေးများမှာကန်းသူဆိုင်ကကြပြီးဖြစ်ကြသည် သူတို့သည် မာလီငါးကြီးသားများကို ခုတ်ပန်း၍ဈေးသူပို့ရန် ဂုံပေါင်ပြားနှစ်ချက်ခံပြီးတည်ဆောင်လာကြသည်ဂုံပေါင်ပြားထိမှလူနှစ်ယောက်စီတစ်ဖက်တစ်ချက်တည်၍လိုက်လာသည်မဘဲယုံမတဆင် ဟာဗာနာမြို့ရှိဇီးတို့ပူပေးရမည်ရေခဲတင်ကားကြီးများကိုအတင်ဆောင်နေကြသည် ငမန်းများကိုရလာတော့ဒိုင်ငါတို့မှထူငမန်းများကိုတစ်ဖက်ပင်လွေကြီးငမန်းစီချက်တော်ထာနေတို့တည်ဆောင်သွားကြသည်ထူနီယာ၌ငမန်းများကိုရောက်ထိုးဆွေ၍ငမန်းတောင်များကိုဖျက်၍၎င်းဒေးကြီးများကိုထုတ်၍၎င်းအရေးကုန်ကိုခွာ၍၎င်းအသားများကို စားနေရန်၎င်းခွဲကြ၍ယူကြသည် လေသည်အရှိဘက်မှတိုက်ခတ်လာသောအခါငမန်းစယုံစီမှစူးဝါသောအနံ့များပါလာတတ်သည်သို့သောယနေ့မူကားမြောက်ဘက်သို့လေတိုက်နေသည်ထိုကြောင့်ထိုအနံမျိုးအနည်းငယ်သာရရှိသည်ဘီယာဆိုင်တဝိုက်မှာလေနေတာလေးရရှိသည်ဒီမှာအဘစန်ဒီယာကိုဟူတငယ်ကလေးကခေါ်လိုက်သည်အေးဘာလဲ ဟုအဖိုးကြီးကပြန်ထုတ်လိုက်သည်သူသည်ဘီယာကွက်ကိုကန်ရင်ရှေးရောက်နောက်ဖြစ်များကိုစဉ်းစားနေခြင်းဖြစ်သည်အဘမနေ့ပြန်ကငါဖတ်မှုအတွက်စာရင်းကားလေးတွေကျွန်တော်တွားယူလိုက်အောင်မယ်ဟေးအေးမယူပါနဲ့ကွာမင်းဘော်လုံးသာတွားကစားပါငါလှီလို့နိုင်ပါသေးတယ်ရူဂယ်လီယိုကိုကွန်ပစ်ခိုင်းမယ် ျွန်တော်လဲလိုက်ရှင်နေအဖရေအဖနဲ့အတူတူငါးဖမ်းမထွက်ရရင်တော့အဖကိုတနည်းနည်းတော့လောက်ကန်ပြီးကျင်ပါတယ်မင်းငါကိုဘေးရဝေတိုက်ပြီးပြီပဲကွမင်းဟာလူလားမြောက်တဲ့လူတစ်ယောက်ဖြစ်နေပါပြီဟိုအဖိုးအိုကပြောလိုက်သည်ဒါနဲ့အဖကျွန်တော်ကိုလိနေပရမဆုံးခေါ်သွားတော့ငါကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲငါနေရှိပြီကွာ ငါဖမ်းလို့ရတဲ့ငါးကြီးတွေကိုလက်လက်ဆက်ဆက်လှေပေါ်ဆွဲတင်လိုက်တော့ငါးကြီးအမိခတ်လိုက်တာမင်းအောင်ကံကောင်းလို့မသိသေးလှေဝမ်းလေကံကောင်းလို့မကွဲသေးအဲ့ဒါကိုမင်းမမိသေးလားအင်းကျွန်တော်မမိတာကတော့ငါးကြီးငဖေလူလူပြီးလှေထဲမှာဝယုံတုံးကဖြစ်နေတာရေငါးကြီးကိုအဘကထုရိုက်နေတဲ့အတန်ရေပဲအဘကကျွန်တော်ကိုလှေဦးကကျုပ်ပုံဘက်ကိုပြစ်တင်ပြလိုက်တာမှတ်မိသေးတယ်အဲ့ဒီအချိန်မှာအဘဟာ တပင်ကြီးကိုခုတ်လဲပြီးအပိုင်းမိုင်းဖြစ်နေသလိုငါးကြီးကိုလုံနေတာများငစင်းငစုံနဲ့တွေခုတတိကျွန်တော်ရနေသေးတယ်သူတွေလည်းကိုမပေလို့ပေါ့ဗျာအဲ့ဓာတွေကိုမင်းတကယ်မှတ်မိတာလားဒါမှမဟုတ်ငါမင်းကိုပြန်ပြောပြထားတာတွေများလားကွာကျွန်တော်တို့ပထမဆုံးအတူတူငါးဖန်ထွက်တဲ့နေ့ကစပြီးဖြစ်ပျက်ခဲ့ဘူးဓာတွေကိုအကုန်မှတ်မိပါတယ်အဖရအဖိုးကြီးက တငယ်ကလေးအားလီလောင်ထားသောမျက်လုံးဖြင့်ရှစ်ခင်တွေ့တာစွာကြည်လိုက်သည်မင်းသာငါသားဖြစ်ရင်ကွာငါပင်လေတဲ့ကိုနှိမ့်တိုင်းခေါ်သွားမယ်မင်းကလည်းငါကဖြစ်လို့ရဖြစ်ဆိုပြီးဖိထားကြမှာလေမင်းကမင်းရဲ့ဖေမင်းရဲ့မိတို့ရဲ့သားကိုပြီးတော့မင်းကလှေဦးဆိုတဲ့လှေနဲ့လိုက်နေရတာပဲကွာ ဒါနဲ့ကျွန်တော်စာရင်းကားလေးတွေသွားယူလိုက်ရမလားဗျ။ငမများကြီးလေးစိတ်စာလောက်ဘယ်မှာရမလဲဆိုတာကျွန်တော်သိပါတယ်။ငါမှလည်းဒီနေ့ကျန်တာတွေရှိပါသေးတယ်ကွာ။ငါငါးကလေးတွေကို စားသိပ်ထားခဲ့ပါတယ်။နောက်ချက်လေးခုစားတော့ကျွန်တော်စားပေးပြရစီဗျာတခုစားဆိုတော့ပါပြီကွာဟူအဖိုးကပြောလာ၏ အဖိုးဟိုတွင်ယုံကြည်ချက် မျှော်လင့်ချက်တို့သည်ဘယ်အခါမှ၊ကုန်ခန့်တည်မရှိပြီ။ပင်လယ်လင်းကြီးများထလာသောအခါ၌ထိုမျှော်လင့်ချက်တို့သည်လမ်းဆန်းတလွင်ကြီးပင် လာရသည်။နှစ်ခုစာဆိုရင်ဟောဗျာဟူတငယ်ကလေးကပြောသည်။အေးလေနှစ်ခုစာဆိုလဲယူခဲ့ဖို့ဟူအဖိုးကြီးကသဘောတူလိုက်သည်။ဒါပေမဲ့မင်းခိုးရတော့လာမှာမဟုတ်ပါဘူးနော်။ အဲ့ဒီလိုလုပ်ရင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်ဝေးလာမှာပါအဘရဲ့ကြီးစုပါပဲကွာဟူအဖိုးအိုကပြောလိုက်သည်သူဒီစိတ်ငြိစရာကြုံသောအခါ၌လေမိတို့မြလှုပ်ရှားခြင်းမဖြစ်တတ်အောင်ကျင်သားရခဲ့ပြီဖြစ်သည်စိတ်ငြိစရာနှိမ့်ချစရာကြုံရယုံဖြင့်ကိုမငေနိုင်တကယ့်ဂုံတိတ်ခါကို မဆုံးရှုံးနိုင်ဟု သူသဘောပိုက်ထားသည် ဒီရေအတိုင်းသာဆိုရင်တော့မနှက်ပြန်ကနေကောင်းတနည်းဖြစ်မှာပဲကွာဟုသူကပြောသည်မနှက်ပြန်ပေးသွားမှာလေဟုတင်ငယ်ကလေးကပြောသည်ခတ်ဝေဝေသွားကြနေကွာလေချောင်းအပြောင်းလေးရှိတဲ့အခါရှိတယ်လို့ပေါ့အာယုမချင်းခင်ပင်လေကိုထွက်ရှင်နေကျွန်တော်တို့လေကိုလေဝေဝေထွက်ဖို့စူးစမ်းကြည့်မယ်အပါဟုတင်ငယ်ကပြောသည် ဒါမှအဘငါကြည့်ကြည့်နေချိန်မီကျွန်တော်တို့လေဝင်းကူနိုင်တာပေါ့မင်းလူကငါ့လောက်ဝေဝေမထက်ရှင်ပါဘူးကွာဟုတ်တယ်အဖဒါပေမဲ့ကျွန်တော်မြင်သလိုလက်တွေပြန်နေတာကိုသူကမမြင်ပါဘူးဒီတော့လေးမှန်တွေနောက်ကိုလိုက်ဖို့သူ့ကိုပြောမေးဟုတငယ်ကပြောသည်သူ့မျက်လုံးတွေဒီလောက်ပဲမွေးမလားကွာသူဟာမွေးစုအကန့်နိနိပါပဲအဖရအင်း ဒါတော့အစမ်းသားကြီးသူလဲဘယ်တော့မှ လိပ်ပန်းမထွက်ပင်နဲ့လိပ်ပန်းမှာမျက်စိမွေးတတ်တယ်ကွအဘကတော့မော်စကွီတိုကန်းကြီးမှာ နှစ်နဲ့ရှိပြီးလိပ်ပန်းထွက်ခဲ့သေးတာတော့မျက်လုံးတွေအကောင့်သားပါပဲလားအဘကခက်ဆန်းဆန်းအဖိုးကြီးကိုကွာဒါဖြစ်အဘရဲ့အခုနေအီယမ်းမ၅ကြီးမျိုးတကောင်လောက်များတွေ့ရင်အဘနိုင်ပါဦးမလား နိုင်ဦးမယ်ထင်တာပဲကွာပြီးတော့ငါဖန်နဲ့ပြည့်ရယ်ဆိုတာကလည်းအများသားလားကွာကဲပစ္စည်းတွေယူပြီးကျွန်တော်တို့သွားကြစို့လားဗျဒါမှကျွန်တော်လေးပိုက်ကွန်ယူပြီးစာရင်းငါတွေထပ်ပန်းနိုင်မှာ ူတို့သည်လှေပုံမှပစ္စည်းများကိုကောက်ကင်လိုက်ကြသည် အဖိုးအိုကရက်တိုင်ကိုထမ်းယူပြီး လူငယ်ကလေးကတေသားပုံကလေးနှင့်လွန်းတင်၍မအောင်ချစ်ထားသောကျူးခွေများတန်ကျိတ်နှင့်ပိန့်တန်တို့ကိုတည်ယူသည်ညမကြိတ်ပါတော့တစ်တာကလေးကိုလှေဤပေပိုင်းကြောင်တွင် လက်ရိုက်တင်းပုံနှင့်အတူထားခဲ့သည် တင်းပုံမှာမိလာသောငါးကြီးများကိုလှေဝမ်းအနီးသို့ဆွေး၍ရောက်လာသောအခါတွင်ထုနယ်ရန်ဖြစ်သည်အဖိုးအိုဤပစ္စည်းကိုမိသူများခိုးယူလိမ့်မည်မဟုတ်တော့လေလှေရက်နှင့်ငမားကျိုးခွေများကိုနှင်းကရိုက်လျင်ဆွေးနိုင်သည်ဖြင့်တင်းယူလာခြင်းကပို၍ကောင်းသည် အရက်သေးကြီးလူများမှာ သူဖြစ်စီကို ယူမိသူများမဟုတ်ကြောင်းအတက်သည်သည်သို့တော်လေမိမ့်မြင့်မိမ့်တန်များကိုထားခဲ့ပါက လက်စော့ခြင်းအောင်လှူရကြမည်ဖြစ်သည်ဖြစ်လီတွင်၌မထားခဲ့ပြီနဝူတာအဖိုးအိုဤတဲကုတ်ကလေးစီတို့လမ်းအတိုင်းထွက်လာခဲ့ပြီး ဟင်းလင်းဖွင့်ထားသောတဲဘဝမှာ အတွင်သို့ဝင်ခဲ့သည် အဖိုးအိုသည်ရက်လိတ်ထားသောရက်တိုင်ကို အခန်းနောက်တွင်မြည်ရချလိုက်သည်တငယ်ကတစ်တာပုံကလေးနှင့် အခြားပစ္စည်းများကိုရက်တိုင်ပေးတွင်ချထားသည်ရက်တိုင်လေးသည်တဲခံဖွင့်တခုစာနိပါရှိ၏တဲကလေးကိုဂူအာနုဟုခေါ်သော အုံးပင်စီများဖြည့်ဆောက်ထားသည် တဲတဲတွင်ဂတင်းတလုံးစပွဲတလုံးကလထိုင်တလုံးနှင့်ညီသားချက်မော်တွင်ပြုလုပ်ထားသောမိသွေးမိဖို့တလုံးရှိသည်အမြင်တို့သောအုံးလက်များရဲ့၍ကာယံထားသည့်တင်းနေရန်တွင်ဆေးရောင်ဆုံးချထားသောယေရှုခရစ်၏ပုံတော်တပုံနှင့်မေတော်ကိုဗာ၏ပုံတပုံကိုစိတ်ထားသည်ဤပစ္စည်းများသည်သွားလေသူဇနီးတဲ၏ပစ္စည်းများဖြစ်၏ ။တချိန်သောအခါကတင်းနီယန်တွင်စီးရောင်သွင်းထားသောဇနီးတေဤဓပုံကို ရှိထားခဲ့တော်လေ။ထိုပုံကိုကြည့်ရသည်မှာစိတ်သေးတွင် အထီးကျန်နိုင်လာသဖြင့်ဖြုတ်ချလိုက်ပြီး အခန်းနောက်ဆင်ပေါ်တွင်တခုရီသော ချက်အင်းကြီးလက်လက်ကလေးအောက်တွင်ထိုးထားလိုက်သည်။အဖမဘာသာစရာရှိလေဟုတန်ငယ်ကမေးသည်။ဆောင်ဝါထမင်းနေငါဟိမဲရှိတယ်မင်းနည်းနည်းစားပါလားကွာ ဟင်းအင်းဘာကျွန်တော်အိမ်ကျမှစားတော့မယ်ကျွန်တော်မီးမွေးပေးခဲ့ရမလားမမွေးပါနဲ့တော့ကွယ်ပြီးမှအဘမွေးပါမယ်ဒါမှမဟုတ်လေထမင်းချင်းအီအီပဲစားတော့မယ်ကျွန်တော်ပိုက်ကွန်ယူလိုက်ရမလားအေးပေါ့ ဘိုက်ကုံဟူရေမရှိပေ။ကုံကိုသူတို့ရောင်းပြစ်လိုက်သည်ကိုတငင်လေးကကောင်းစွာမှတ်မိသည်။သို့တော်ဤယသိစိတ်ပြေစကားကိုသူတို့နိစဉ်ပြောလေရှိသည်။ဆောင်းဝါထမင်းနှင့်ငါးဤဆိုတင်မှာလေတကယ်မရှိကြောင်းတငင်လေးကသိပြီးသားဖြစ်သည်။65ဆိုတာလက်ကောင်းတဲ့ကနန်းပဲခွာဟုအဖိုးအိုကဆိုသည်။ ငါးများပိတ်တာရာကျော်စီးတဲ့ငါးကြီးတကောင်ကိုအမြိုင်သားဖမ်းမိလိုက်ရင်မင်းဘယ်နဲ့နေပါမလဲကျွန်တော်ကိုယူပြီးစာရင်းကားတွေဖမ်းကျင်နေတကားပေါက်မှာအဘကနေပူစာလုံးရစ်ပါလားဗျာအေးကွငါမှမနေ့ကသတင်းစာရှိတယ်ဘောပဲသတင်းကိုဖတ်လိုက်အောင်မယ် မနီးကသတင်းစာဆိုဒီမှာလဲစိတ်ကူးနေပြောသည်လားတကယ်ရှိသည်လားဟုတငယ်မသိခြင်းသို့တော့အဖိုးအိုသည်သတင်းစာကိုအိယာအောင်မှဆွဲထုတ်လိုက်သည်ဘူရီကမှဖယ်ရီကိုကငါ့ကိုပေးလိုက်တာပေါ့ဟုသူကရှင်းပြသည်စာရင်းကားရရရင်ကျွန်တော်ပြန်လာမယ်အဘအဖိုးရောကျွန်တော်အဖိုးရောပေါင်ပြီးရေခဲထဲမှာထားခဲ့မယ်မနေ့ကျတော့ဝေးပြီးယူကြတာပေါ့ ျွန်တော်ပြန်လာရင်တော့ beast war ရိုက်ပွဲအကြောင်းပြောပြနော်ရန်ကြီးအသင်းကမရှုံးနိုင်ပါဘူးကွာဒါပေမဲ့ cleveland အသင်းကိုလည်းစိတ်မချရဘူးအဖရဲ့ရန်ကြီးအသင်းကိုစိတ်ရှာစမ်းပါကွာဒီမက်ဂီယိုကတိတ်ပြီးအရိုက်ကောင်းတာကိုလည်းထက်တော်အောင်နော်ကျွန်တော်တော့ Detroit Tigers အသင်းနဲ့ Cleveland ကအင်ဒီယန်းစ်အသင်းတွေကိုချုပ်တယ်ဗျ။ ဒါလောက်လည်းမကြောက်ပါနဲ့ကွာလီလိုရန်ဆိုရင်စစ်စစ်နာတီရှေးအိတ်နီနဲ့ရှီကာဂိုကရှေးအိတ်ဖြူကမိကြောက်ရမလို့ဖြစ်နေပြီကဲအဘဖတ်ကြည့်ထားပြီးကျွန်တော်ပြန်လာတော့မှပြောပြအောင်လီ75ခန်းအဆုံးပါတယ်ထီးဆောင်လောက်များဆုပ်ရင်ကောင်းမလားကွာမနဲ့ပြန်ဆိုရင်85ရမြောင်နေ့ပဲဆုပ်ရှင်လေးဆုပ်ဖို့အဘရေဟုတန်ငယ်ကပြောသည် ဒါပေမဲ့68ရက်မြောက်တော့မှအဘ9ကြီးကြီးရလာဘူးတယ်မဟုတ်လားဒါမျိုးဟာတကြောမပြန်တတ်ပါဘူးကွာ65ခန်းနဲ့ထိတဆောင်မဲ့မင်းရအောင်ရှာနိုင်ပါမလားကျွန်တော်မီးဝင်ရမှာပေါ့အဘရေဒါဆောင်မို့ကွာနှစ်ဒေါ်လာခွဲတော့ပေးရမယ်ဒီလောက်ငွေကိုဒုံများဘယ်သူစီကခဏလဲနိုင်မလဲဒါကလွယ်ပါတယ်အဘရေနှစ်ဒေါ်လာခွဲလောက်တော့ကျွန်တော်အချိန်မရွေးဆွေးလို့ရတယ် ေးငါလဲဆွဲလို့ရရင်တော့ရနိုင်ကောင်းမှရဲ့ကွာဒါပေမဲ့မရှိမိအောင်နေရတယ်လောဦးတော့ရှိုံပဲနောက်တော့တောင်းရတဲ့ဘဝရအောင်ရောနွေအောင်နေစမ်းမအဖအိုရဲ့စတင်ပါလာရောက်လာပြီဆိုတာလေတတိထောင်းဗျာဟိုတငေကပြောသည်ဒီလမျိုးမှာငါးကြီးယူရတတ်တာဗောဟိုအဖိုကပြောသည်မင်းလားဆိုရင်တော့ဘယ်သူထွက်ဖန်မှန်းရပါ रे กว่า ကဲစာရင်းကလေးတွေကျွန်တော်တော့ဖမ်းကြည့်အောင်မယ်ဟုတန်ငယ်ကပြောသည်ယနေ့အပိုင်းကိုအင်းနာရင်ရက်ခွင်ပြုပါရှင်ဆက်လက်၍အပိုင်းသစ်ကိုစောင့်မျှော်အပ်ပေးကြပါအောင်ရှင်ဒေါ်လန်ပါဝင် အားဖြင့်နားဆင်သူရေးပေါ်ရေးပဲ့ညီကောင်မတော်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမခြင်းနှင့်ပြည့်စုံကြပါစေဘေးကင်းလုံခြုံ၏ကောင်းသောနေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေနော်